ကြာလို့မကားတော့ပီကေပီပီကေလုံးနာတော့လုံးလုံးတော့ထောက်ပဲထောက်ရမယ်တော့အပီထောက်ရမယ်တော့ထောက်ရမယ်ကျွန်တော်ကမှလုံးလုံးနဲ့တော့ရတော့ထိုင်းမြန်မာနယ်စပ်ကမင်းလက်ပံကြီးရွာအနီးမှာအာနာသိန်းစစ်တပ်ရဲ့စစ်ကြောင်းနဲ့တော်လိုင်းရေးတပ်တွေအကြားတိုက်ပွဲပြင်းထန်နေရလို့မြေပြင်တည်င်းရင်းမြစ်တွေကပြောပါတယ်မင်းလက်ပံကြီးရွာဟာကရင်ပြည်နယ်မြဝတီမြို့နယ်အတွင်းမှာရှိတာဖြစ်ပြီး ထိုင်းနိုင်ငံနဲ့တောင်ရင်မြစ်တာချားတဲ့နေရာဖြစ်ပါတယ်။တိုက်ပွဲကတော့အောက်တိုဘာ22ရက်နေ့မနက်အစောပိုင်းကတည်းကဖြစ်ပွားနေရလို့သိရပါတယ်။ခုလိုတဲ့တိုက်ပွဲကမင်းလပံအဝမှာပေါ့နော်။အဲ့လိုပဲပြောမှရမှာမင်းလပံအထဲတော့မြောက်သေးတယ်။အဲ့ဒီမှာမင်းလထဲကတိုက်ပွဲပြင်းထန်နေပါတယ်။နှစ်ခွန်ကားဟောဘက်ကဒီမြစ်တန်းညံရီပူဘက်ကပေါ့နော်။အဲ့ကနေပြီးတော့လက်နက်ကြီးပစ်ကုန်နေပါတယ်။ဟောစစ်တပ်က ကမီကာဇယ်ရီကိုအရန်သုံးပါတယ်ကန္နာရွာဖြစ်တဲ့အတွက်ကြောင့်ဆိုတော့လည်းလည်းကြီးကိုလည်းလည်းရှော့သုံးပြီးတော့ခုကမီကာဇယ်နဲ့တိုက်နေတယ်အခုဖြစ်ပွားနေတဲ့တိုက်ပွဲမှာကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNN နဲ့ဥဆောင်တဲ့တော်လန်ရေးပူပေါင်းတပ်တွေနဲ့အာနာသိန်းစစ်တပ်ရဲ့တမလီလီတမငါငါအပြင် အမတ်73စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ73လောက်အောက်ခံတပ်ဖွဲ့ဝင်တွေအကြဖြစ်ပွားနေရဖြစ်ပါတယ်တိုက်ပွဲကြောင့်အင်ထောင်စု960လောက်ရှိရဲ့မင်းလက်ပံကြီးရွာဒေသခံတွေဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရပြီးလက်ရှိတောင်ရင်မြစ်နဘေးမှာတော့အင်ထောင်စု300လောက်တိမ်းရှောင်နေရလို့ရွာခန့်တွေစီကသိရပါတယ်။မနက်၄နာရီနဲ့6နာရီအထိပေါ့မနက်ပိုင်းမှာအဲဆန္ဒပြရကြတာပေါလုံးပြရတယ်။ဒီလိုနဲ့ဆောင်းကနာမနေတဲ့အဲအိမ်မနေလူကနေတဲ့တခြားရွာတွေမှာနေလူကနေတဲ့ချက်တလေအရင်ကအရင်တော့ပတ်သက်လို့အဲဒီလိုသွားရတယ် KNU KNN ရဲ့တမ်ဟာ6တမ်ဟာ9နေမြေအတွင်းမှာတပ်စခန်းပေါင်းများစွာအဆက်တကွဲဆုံးရှုံးခဲ့ရတဲ့အာနာသိန်းတပ်ဟာသူတို့နေမြေတွေကိုပြန်လည်စုမိုးနိုင်ရဲ့အတွက်အင်အားသုံးထူးဆစ်ဆင်လာတာဖြစ်ပါတယ်အာနာသိန်းသက်ဟာပြီးခဲ့တဲ့ရက်ပိုင်းမှာမြဝတီကိုဂရိတ်လက်မကြီးအပါအဝင်တင်ကန်းကြီးနောင်မြဝတီနဲ့လေးခီကော်ဒီရာတွေကိုပြန်လည်ထိန်းချုပ်ထားပြီးမြဝတီဝော်လီလမ်းကြောင်းကိုဘျူဟာအရပြန်လည်စိုးမိုးနိုင်ဖို့အတွက်ထိုးစစ်ဆင်နေရဖြစ်ပါတယ် မင်းလက်ပံကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ဟာထိုင်းမြန်မာနယ်စပ်မှာနောက်ဆုံးကြန့်ရှိတဲ့သူတို့ရဲ့ဝိုလီဗျူဟာစခန်းကိုစစ်ကူပို့ဖို့ကြိုးစားနေရဖြစ်တယ်လို့လဲ CDM ပုံမှုဆွေတော်ကမှတ်ချက်ပြုပါတယ်။မင်းလက်ပံကနေဆက်သွားရင်ဒီကြောက်ခတ်တို့ဒီဒေဘောဘိုးတို့ဟိုဝိုလီတို့ရောက်တာပေါ့နော်။ဂျားရဲစခန်းနေရတော့ဒီစစ်ကောင်စီဘက်ကလက်လွတ်တာပြီးသားဖြစ်ပါတယ်။ဟိုဝိုလီရတော့ဒီထိုင်းမြန်မာနယ်စပ်ကမြောက်ပြည်ဒေသမှာအဲစစ်ကောင်စီရဲ့နောက်ဆုံးကြံတဲ့စခန်းလို့ ြောလို့ရပါတယ်ဒါပေမဲ့အဲအိုက်စကန်ကိုရဖို့လက်ကမ်းလို့ပါပဲဒေါနာတောင်ကိုဒီအောင်စီကစေချောင်းတွေကကြော်လာပြီးတော့ဒါတင်ကန်းကြီးနောင်ကိုပြန်ပြီးထိန်းချုပ်တယ်ပြီးတော့မြောက်ဒီဘက်ကိုပြန်ဝင်လာတယ်ထိန်းချုပ်တယ်ဒီလက်ရှိမှာလည်းအာဒါဒီလေကေကော်လူနေရာမျိုးကိုလည်းပြန်သိမ်းတယ်ဆွေတော်ဘုံလည်းပြန်သိမ်းတယ်ပေါ့နော်အဲ့လိုမျိုးနေသားနဲ့ကိုမင်းလက်ပန်းကနေပါတစ်ဆင့်ကြော်လာပြီးတော့ဒါကျွန်တော်တို့ဟိုဒီဝေါ်လီကိုစစ်ကူလိုက်မဲ့သဘောလို့ကျွန်တော်တို့ယူဆပါတယ်